ဓမ္မဝိဇ္ဇာစေတော်ဝင်ရွှေဘောကျွန်းဆရာတော်အရှင်ဇေယသိတိဓမ္မညာနိကဘောဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လေးလာမိသမျှပြောပြခြင်းပါလေရွှေဘောကျွန်းဆိုတာဟာမန္တလေးတိုင်းမင်းထီလာခရိုင်မလိုင်မြို့နယ်တွင်မှရှိတဲ့ရွာကြီးတွေပါမလိုင်မြို့မှာအရှင်မြောက်ဆက်ရှင်မိုင်ဝေးပါလေရွှေဘောကျွန်းရွာဟာအရှိမအနောက်တွယ်တန်းထားတဲ့ရွာတန်းရှိလေးပါ အင်ဂျီ200ကျော်ပါတယ်ရွာအရှိတ်ဘက်ထင်မှာပကံခဲအလောင်းစီသူမင်းလက်ထက်ဆောင်ရွက်ချက်ဖြစ်တဲ့ အလောင်းမြင့်စီသူမင်းကြီးရဲ့စီသူဆယ်ရှိတဲ့စပားပဲပြောင်းဝါဆိုင်ခင်းတွေအတွက်ဒီကရဆယ်ကြီးပါ ရွှေဘော်ကျွန်းရွာဟာရင်ငန်ကျေးရွာအုပ်စုဝင်ရွာတွေပါရွှေဘော်ကျွန်းရွာမှာဆရာတော်ဘုရားကြီးကိုမွေးဖွားတန်ဆင်ခဲ့တာပါအဘအုပ်ဖို့စာအမိဒေါ်လဲလဲတို့ဟာရင်ငန်အုပ်စုရွှေဘော်ကျွန်းသားတွေပါအစင်လောင်အဖြစ်လရဆက်ပြိုးလောက်ကန်ကြပါလေရွှေဘော်ကျွန်းဆရာတော်ဘုရားကြီးကိုခရစ်နှစ်1922မေလ23 မြင့်တက်ချက်တွေအချိန်မှာမွေးဖွားတန်ဆင်ခဲ့တယ်လို့သိရပါလိမ့်အင်္ဂါသားရာသီအဖြစ်ဒနုရာသီမှာမီးရှို့ဖော်မြင်တန်ဆင်ခဲ့တာပဲဖြစ်ပါလိမ့်ဆရာတော်ကြီးကိုမမွေးဖွားမိခုနှစ်ကဖခင်ဖြစ်သူဟာကျမ်းမာရဲ့နေငယ်ချို့တယ်လို့နေလေချိန်မြောက်ရက်ကိုခေါင်းထအိတ်ဆက်တုံးကြီးတကောင် လာနာပြီးအရှိရက်ပြန်သွားပါတယ် ဝေးဖွားစဉ်ကာလအချင်းစလွယ်တိုင်းအချင်းမှာမိမစ်ချီတစ်ချက်ပါကြောင်းလေ့လာသိရပါတယ်။မိခင်ကြီးဟာသားယတနာမမွေးမီကထမင်းကိုနှံ့နေစဉ်မဲတော်ပခုတ်နှစ်ဖက်ကြီးနှကောင်နားခိုကြောင်းသိရပါတယ်။ငွေချင်းတွေကတော့အဘဥဖိုစာအမိတော်လှဲတော်ဟာသသမိ6ဦးဖွားမြင်တဲ့ဥဖို့ဥချိုဥချီဥဖူးညိုဒေါ်ထွန်းဒေါ်လွန်ဥထွန်းနိုင်လို့ဖြစ်ပါတယ်။ဆရာတော်ဖျားကြီးဟာဒုတိယမြောက်သားပါငယ်နေမယ်ကမောင်ချိုးတဲ့ဆရာတော်ရဲ့အထက်အကိုဥဖိုးနဲ့ ညီဦးချီတို့ဟာကွယ်လွန်ခဲ့ပြီဖြစ်လို့ဖမိကြပါဘူး။ဆရာတော်လောင်းလျောင်မောင်ချွာငယ်စဉ်ကတည်းကအနေအေးစကားနဲ့ယဟန်ဝတ်တဲ့အထိရောင်ထုံးထားပါလေ။လူမန်းသိစမှစပြီးခေါင်းကိုဘသူမှအကန့်မခံမိဘသာအကန့်ခံပါလေ။နှစ်ပတ်ရွယ်စတုံးကိုကိုရန်ကျင်းလက်စွာထုံးတက်တယ်။အကိုဦးဘိုဟာဆိုင်းဝိုင်းတီထောင်နဲ့မြမမှုနုပညာတီမှုတက်တယ်။ဒါကြောင့်ညီမောင်ချွာလည်းအခြေခံမြမဂီတသင်ယူလေးမြမမှုသင်ချင်းလေး ဂီတတွေနားယင်ပြီးတော့အခြေခံကောင်းတယ်ဂီတဝါသနာရှိတယ်။သချင်းဂီတမှာစာရီစာသားတွေကိုသဘောကျနှစ်ချိုက်တယ်လေးလာမေးမြန်းတတ်ပါတယ်။မောင်ချိုအသက်6နှစ်မှာကြေးရွာသဘာဝရွာဦးဖုံးကြီးကျောင်းမှာစာသင်ဖို့အနှံ့တယ်။အဲ့ဒီတော့ကရွာဦးကျောင်းဆရာတော်ဟာဦးစိန်ရံလို့အများကသိတဲ့ဆရာတော်ဦးစိန်ရံထားပါမောင်ချိုကိုဆရာတော်ဦးစိန်ရံထားမှာအခြေခံကစတင်ကြပူချခဲ့ရနှစ်နှစ်ကြာမှအတော်ပင် ခိုင်လို့ဆိုတာတက်မြောက်ပြီး ၃နှစ်အကြာ၉နှစ်သာအရွယ်ရောက်တော့ကျွဲချံရွာမှာကျင်းပတဲ့စာပြပွဲမှာတကြိုကိုပိုင်းကိုအာဂုံဆောင်ကပထမအဆင့်နဲ့အောင်မြင်ခဲ့ပါလေ။ဆရာတော်လောင်းလျာចောင်းသားမောင်ချွန်ဟာရွာဦးကျောင်းဆရာတော်ဦးဇင်ရထထံမှာပဲပညာဆက်လက်သင်ကြားပြီးအသက်၃နှစ်အရွယ်ရောက်လာပါလေ။1935ခုနှစ်အသက်၃နှစ်အရွယ်မှာမိဘတွေဖြစ်တဲ့ခမဲတော်မဲတော်တို့ကထုံတန်းစင်လာမင်္ဂလာအခါကြီးနဲ့ကြုံတဲ့အတွက်သာသနာတရားကခင်ယူပါတာမော်ချို ရှင်သာမဏေဘုရားကို သွတ်သွင်းချီးမြှင့်ပါတယ် ွဲတော်ကတော့ရှင်ဝါယမဖြစ်ပါလိမ့်။ဆရာတော်လောင်းလျာရှင်ဝါယမဟာစာပေစူးစမ်းမှုနဲ့တူအကျင့်အနေထိုင်ကောင်းလောက်ပါလိမ့်။တာမဏိဘောမှာပဲဒီလိုအဆက်ဆက်ကောင်းခြင်းမင်္ဂလာတရင်ကြောင့်အချို့လူပုဂ္ဂိုလ်တွေနဲ့ဆရာတော်ကြီးတွေကမိုးပေါ်မှာဝါသဝလူပြည်မှာဝါယမလို့ကြောကြပါလိမ့်။ဝါသဝဆိုတာတရားမင်းရဲ့ဘွဲတော်ပေါ့။ငင်းချက်မျိုးကံစင်းရွာကြောင့်မှာပညာလိုလား စာတင်သားဘဝဖြစ်တဲ့ဆရာတော်လောင်းလျာရှင်ဝရမဟာဆရာတော်ဥဒမိန်ကာထံမှာပညာသင်ရာ၃နှစ်သုံးဖို့ကြာခဲ့ပါတယ်။1939ဆ6နှစ်သားရွယ်မှာပညာသင်ရှင်ဝရမဟာပထမငယ်ဆောင်ဖြည့်ဖို့မှာပထမဆင်ရလို့ပထမဆုထည့်ရပါတယ်။ဆရာတော်လောင်းလျာရှင်ဝရမဟာ စာပေပညာသင်ကြားပြီးအသက်20အတွင်းရောက်လာပါတယ်။ဒါကြောင့်အသက်16နှစ်ကျော်20အတွင်းရောက်မှာနထိုးကြီးမြို့နယ်ဇီတော်ကြီးအောင်မှာနေထားတဲ့ ဥဖိုးပြိုင်ဒေါ်စင်မီတို့ကပထမဆုံးယဟန်တကာတကမဖြစ်ခံယူကမလိုင်မျိုးလေးမျက်နှာကြောင်းတိုင်းပါဠိတက္ကသိုလ်ဂိုင်းအုပ်ဆရာတော်ကြီးဥကုမရကိုဥပဇေပြုလို့မြင့်မြတ်တဲ့ယဟန်ဘုရားတက်လှမ်းခဲ့ပါတယ်ဘွဲတော်ကတော့ရှင်ဝရမဖြစ်ပါတယ်ယဟန်ဘုရားပညာတော်သင်ရှင်ဝရမပညာသင်ကြားရာကျောင်းတော်ကြီးဟာရွှေဘော်ကျွန်းရွာဦးကံကြီးကျောင်းတိုင်းမြင့်ချက်မျိုးနဲ့ကံစင်းတောင်ရွာ မဟာတမိန်ကရာမကျောင်းတိုင်းမြင်းကျံကိုးဆောင်ကျောင်းတိုင်းမလိုင်လေးမျက်နှာကျောင်းတိုင်းနဲ့ရှစ်မျက်နှာကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုင်းမန္တလေးမဟာဝိသုဒ္ဓရောင်ကျောင်းတိုင်းဝါရန်ကျောင်းတိုင်းမြင်းဝန်ကျောင်းတိုင်းကုသိနိုင်ရောင်တိုင်းပျော်ဝဲကျောင်းတိုင်းဖုံးင်းကျောင်းတိုင်းတို့မှာဆက်လက်တင်ကြားခဲ့ပါတယ်ပထမကြီးတန်းကိုအောင်မြင်ခဲ့ပြီးဆက်လက်ပြီးတော့တက်ကြတီဟာဓမ္မစရိယတန်ကိုတက်စာပေတင်ကြားနိုင်ခဲ့ပါတယ်ပညာသင်ကြားနေတော့မှာပဲဂျပန်ခေတ်ကြီးနဲ့ဂျုံလိုက်ရပါတော့တယ် မိမိဇာတိရွာဇာတိကြောင့်ရွှေဘောကျွန်းကံကြီးကျောင်းဆရာတော်ငယ်ဆရာဦးဇရန္တာဟာ ပြောင်းတော်မူခြင်းရွာရှိမိဘအစုံမျိုးတွေနဲ့ရွာရဲ့တောင်းဆိုမှုကြောင့်ခေတ်ကာလအချိန်လေးကြောင့်ဇာတိရွာကို ပြန်သိမ့်ခြင်းကအမှန်တကယ်လဲမိမိရွာမှာကျောင်းနိုင်ဆရာတော်တပါလုံနေခြင်းမိမိဟာလည်းကျောင်းထိုင်နေရမှာရက်တီဝင်ရောက်ဖို့အကြောင်းအချိန်ခါကြုံတဲ့အတွက်ကြောင့်မန္တလေးစာတင်သားဘွားကရွှေဘောကျွန်းရွာကံကြီးကျောင်းကိုပြန်ကြွားခဲ့ပါတယ် တကြတိဟာဓမ္မစရိယာတန်ပညာသင်ပွားမှာစာမျိုးဝဲတော်မဖြစ်လိုက်ရပဲအကြောင်းအကြောင်းကြောင့်မဖြစ်မနေဇာတိရောရွှေဘော်ကျွန်းကံကြီးကျောင်းကိုပြန်ရောက်လာပါလေဆရာတော်ကြီးလုံးနေဟာရှင်ဝရမဟာမန္တလေးမြို့မြင်းဝန်တိုင်းမှာစာသင်သားဘွားကပေါ့နေ့စဉ်စွန့်ခံရတယ်စွန့်ခံခီးမှာဇယက်ကြီးရှိပါတယ်အဲ့ဒီဇယက်ကြီးမှာသူတော်စင်တူနေ့စဉ်ဟင်းခွက်တစ်ခွက်စီ လောင်းလို့ပြပါတယ်သူတော်စင်ကြီးက မိမိနဲ့မတွေ့လို့စွန်းစွန်းဟင်းခွက်တွေထွက်ပြီးတော့မလောင်းလို့နိုင်တော့မှကိုတော်လေးကိုလှူပြီးသားဖြစ်လို့ကိုတော်လေးအတွက်ကြိုတင်ပြီးတပည့်တော်စီစဉ်ထားတဲ့စွန်းဟင်းခွက်တွေကိုအသင့်ထားခဲ့ပါတယ်။ကိုရန်ဝင်အလူခံတော်မူဘာလို့လျှောက်ထားပါလဲ။စာသင်တော်ဒီလောက်ဆိုရပါပြီ။ဘယ်ဆုံးနိုင်လဲရှိမလဲ။အကျင့်စရဏဘက်လျှောက်ပါအောင်ကျင့်ပါအောင်ကျင့်တော်လို့ဆိုပါတယ်။အဲ့ဒီသူတော်စင်ကြီးဟာစံတော်တွေရှည်ကြားလာတဲ့ ယဟန်အိုဂျီတပါဖြစ်ပါတယ်။သင်ငန်းကလည်းတကယ့်ကိုသင်ငန်းအဟုန်းနဲ့ဖြစ်ပါတယ်။ဆရာတော်ဖျားရဲ့ထေရုပတိကိုလေ့လာရမှာထူးခြားတဲ့အပြောင်းအလဲများလို့ဆိုရတဲ့ပြောင်းလဲမှုများရှိပါတယ်။ရွှေဘော်ကျွန်းရွာတဲ့ကြီးမိမိငယ်စဉ်ကအကျောင်းနေခဲ့ပြီးတောင်မနေဖြစ်ခဲ့တဲ့ခန်းကြီးကြောင့်ဟာအခုခါစေတော်ဝင်ကျောင်းဖြစ်ပြောင်းခဲ့ခြင်းမိမိမွေးဖွားတဲ့နေကိုမိဘတွေကပေါ်ထူးနေပေါ်ထူးသားလို့ယူဆမှတ်တာလေးရဲ့ ရှင်ဝရမဖြစ်ခဲ့ရတဲ့ဘဝမှာလက်ညွန့်ဆရာတွေရဲ့သတိပေးပြောင်းလဲစေမှုရအင်္ဂါနေသားဖြစ်တဲ့အတွက်ယဟန်ရှင်ဝရမမှာရှင်ညာနိကလို့ပြောင်းလဲခြင်းရှင်ဝရမမှာရှင်ညာနိကဘွဲတော်ပြောင်းခဲ့ပြီးအကျင့်တန်အမြင့်မှန်ဉာဏ်အားပြည်လာတဲ့အတွက်အရှင်ဇေယသိတ္တိဓမ္မဘွဲတော်ကိုလက်ညွန့်ဆရာတော်ကြီးမှအထက်မှဖွင့်ပြရာအရှင်ဇေယသိတ္တိဓမ္မညာနိကဘွဲအမိဟာတည်ခဲ့ပါတယ်ကြောင်းဟောင်းလန်းဟောင်းကံဟောင်းရွေတွေဟောင်းတွေကိုချိန်ခါရ အသစ်တိုးချက်ပြောင်းလဲခဲ့ပါလေ။မူလအောင်မြင်စွာဇီတီတော်နဲ့အကျွတ်လွဇီတီတော်နှစ်ဆူအောင်ဇီတီမပြောင်းဘဲဘွဲတော်အပြန်အလှန်ပြောင်းလဲခဲ့ပါလေ။အေယာဂူဒီနဲ့အိဆက်နာခြင်းဘယ်တော့မှမရှိအများအိတ်ချိန်တိုင်းမှာဝါဘလက်ကလထိုင်တလုံးသို့မဟုတ်ထန်လက်ကလထိုင်တလုံးနဲ့ချမ်းချမ်းအေးချင်းကဲကဲမှတ်ကကဲဘာဝနာစရဏတစ်ခုခုနဲ့ပဲမြဲနေပါလေ။သူသဖြင့်ဒုတိယအချင်းကြောင့်အရေးအဝါသားနဲ့နေခြင်းနေပြီးတော့တပင်ရင်များတစ်ခါတည်းလဟပြင်းအရက်များမှသာ အချိန်ကုန်လေးရှိပါလိမ့်။အလွန်အေးတဲ့ဆောင်းရသည်မိုးရသည်များတော့အကျင့်စရဏတော့မလျှော့ကျင်မြဲကျင့်သွားနိုင်ခြင်းဟာအံ့ဩပွေရပါ။ရွှေဘောကျွန်းဆရာတော်ဖရာဟာမေတ္တာပလိပတ်အကျင့်တရားကိုအလွန်အားထားပါလိမ့်။မေတ္တာအကျင့်ကြောင့်မိမိကိုယ်တိုင်ခန္ဒီပါရမီကိုအစွမ်းကုန်ကျင့်ပါလိမ့်။ဆရာတော်ချီးမြှင့်ခဲ့တဲ့ခန္ဒီပါရမီကျင့်စဉ်တွေလည်းများစွာရှိပါလိမ့်။ ရွှေဘော်ကျွန်းဆရာတော်ဖျားကြီးချီးမြှင့်တဲ့ခန္ဒီပါရမီတွေဟာအများစုဟာမေတ္တာပို့နဲ့တွဲပေးတာများပါတယ်။ခြေလေးကြောင့်အသာကုန်းတရဝါအသာတသက်လော့အစဉ်စဉ်ကိုအလိုက်လွယ်အောင်ခေါ်ဆောင်ပါတယ်။တေရီတေရက်မူရစ်စေဝါလောင်းကစားကိုပူးတွဲရှောင်စေခြင်းဖြင့်လောကီလူသားလိုဖြစ်ပေါ်လေရှိတဲ့အစာကျန်စကားကျန်အနေထိုင်ကျန်စိတ်ကျန်စိတ်ရိုင်းစိတ်မိုက်တို့ကိုနှုတ်အောင်ရင်အောင်တိမ်မွေ့အောင်ခေါ်ဆောင်ပါတယ်။ ဒီလိုနီးတဲ့ဇရဏလမ်းပေါ်ဆွဲတင်ဟာအများအားဖြင့်အောင်မြင်တော့ကြော်ကြားထင်ရှားလာပါလိမ့်။ရွှေဘော်ကျွန်းမှာကြီးနဲ့ဇီးကွက်အတူနေကြတာတကြောင်ရှိပါလိမ့်။ရွှေဘော်ကျွန်းဆရာတော်ဖျားပါရမီ7ပါအကျင့်မြတ်လမ်းစဉ်မှာခန့်နီးသည့်အမိမြစ်တာတဲ့အဖလိုမိန်ကြားပြီးမိန်တော်မူတဲ့အတိုင်းကျင့်ပါလေ။ရွှေဘော်ကျွန်းကျောင်းတွင်းမှာမိမိရောက်စနှစ်ကနေရောညပါကြီးနဲ့ဇီးကွက်ကဘာရန်တို့ဟာ အတူနေအတူအိတ်အတူစားဟာအကဲအံပွဲပါဒါအပြင် ရွှေဘော်ကျွန်းမှာကြောင်တဲ့ကြွအတူနေတာလည်းအံပွဲပါကမ္ဘာရံခွက်ကြောင်တဲ့ကြွဟာတစ်ခွက်သေးစားတစ်ကြောင်လေးနေရန်ပြူရမှန်းတော့မသိပါဘူးရှေ့ရောက်ခွေးမကြီးရဲ့တောင်းနောက်ခွေးမကနိုးတိုက်ကြီးပြင်းစေတယ်အဆရှိတဲ့ထူးခြားဖြစ်စဉ်တွေဟာဆရာတော်ရဲ့မေတ္တာအောင်နမိတ်ပြလက္ခဏာလို့အများကယုံကြည်ကြပါတယ် ဆရာတော်ဖရာဟာစေအင်ဃာရအစရှိတဲ့လောကီပညာဩဝါနဲ့တိုးတက်အောင်မြင်လာတာမဟုတ်ပဲတရားဓမ္မကျင့်ခံ အခြေခံကျင့်စဉ်စရဏကိုသန္နဝရိယစိတ်ပညာနဲ့ကျင့်ကြံကြိုးကုပ်စင်ရခဲခံအားထုတ်ပြီးမှ အကြောင်းအသင့်လျောက်ဖြစ်ပေါ်တဲ့စကံမျိုးကိုထူထောင်အောင်မြင်တော်မူခြင်းဖြစ်ပါလိမ့် အခုလိုမိမိကိုယ်တိုင်ဖြစ်ပေါ်ခံစားနေရတဲ့အသက်အရွယ်နဲ့ဖြစ်ပေါ်တဲ့ယောဂဝိဒနာကိုပဂတိတရားနဲ့ဓမ္မဝိဇ္ဇာတို့သွားရတိုင်းအစမပြတ်ခံယူကျင့်သုံးခဲ့ပါလေဓမ္မလန်ခင်ကအဲ့ဒီလန်ကြောင့်ပေါ်အတိတ်ထံနဲ့ခေါငင်းဆွတ်တင်ပါလေတပည့်ယဟန်ရှင်လူတွေကိုလည်းသစ်ပင်ရည်တွေမှာကြောင်းဝင်ခြင်းမှာရုခမှုဒုတင်ခြင်းနဲ့တကွာတင့်တင့်နဲ့အခင်းချုပ်နေတဲ့ဘဝနာမြေတာပွားများစေပါလေဒါအပြင်ကမ္မထံဘဝနာကိုလည်းအခါအားလျော်စွာစီးဖြန်းအားထုတ်စေပြီးဝိပဿနာဉာဏ်မျိုးစေ့ကိုအစပြုခဲ့ပေးပါလေ ရွှေဘော်ကျွန်းဆရာတော်ဖခင်ကြီးရဲ့ဘောဖြစ်တော်စဉ်ဒုတိယပိုင်းကိုဆက်လက်တင်ဆက်ပေးပါမှာဖြစ်ပါတယ်။နောက်ဆင်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။